အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စုကံငဖမ်းမစီပြန်ဟင်းချက်ပါမယ်ရှင်ပထမအဦးဆုံးစုငါးတွေ ကိုပေါ့နော်စားအနေငယ်စက်သားမုတ်အနေငယ်နဲ့စနွေးမုတ်အနေငယ်ထည့်ပြီးအရာနဲ့ထားလိုက်ပါတယ်ဒါလေးကတော့အနှစ်မြများရအောင်လို့စုစက်သွန်ဒီဥကြီးနှစ်ဦးနဲ့စက်သွန်ဖြူတို့ကိုအစင်သိမ်းခွာထားလှီထားပါတယ် ညုတ်တီစိန်ကိုလည်းထဲမှာဆိုတော့လေအစင်တဲ့ပဲလှီထားလိုက်ပါတယ်။နောက်ဆုံးမှာတော့အနက်မွေးအောင်ပေါ့နော်ဆူနန်နန်ပင်ပါအောက်မှာဆိုတော့လေနန်နန်ပင်ကိုလည်းအစင်တဲ့ပြင်ထားပါတယ်။ကဲဒါဆိုရင်တော့ဆူကျက်တုံနဲ့ညုတ်တီတွေကိုထောင်းပါမယ်။လီထားတဲ့ကျက်တော့နေနဲ့ကျက်တော့ပြူတွေကိုထည့်လိုက်ပါတယ်။မြုပ်တီအစိမ့်မို့အောင်တင်မှုကိုတော့ခင်ခက်စုံနဲ့တစုံစာလောက်ထည့်လိုက်ပါတယ်။ပြီးရင်တော့အားလုံးကိုညက်သွားအောင်ထောင်းလိုက်တာပေါ့နော်။ လောက်ဆိုရင်တော့ငွေတီချက်တော့ထောင်းလာတာကရရပေါ့နော်ဒါဆိုရင်တော့စု9ရင်ချက်ဖို့အဆင်ပြေဖြစ်ပါပြီချက်ပါတော့မယ်အိုးလေးကိုစီထဲပါမယ်စီပူလာပြီဆိုရင်တော့စနွေးမောက်အနေငယ်လေးထဲပါမယ်ပြီးရင်တော့ငုတ်တီချက်တော်ထောင်းထားတာလေးကိုထည့်ပြီးစီတက်ပေးလိုက်ပါတယ်ရှင်ရတာတော့ကိုရောစားအနေငယ်နဲ့ချက်သားမောက်အနေငယ်ထည့်လိုက်ပါတယ်ငားမှာလည်းရတာနေပြီးသားပဲဆိုတော့လေအများကြီးတော့ထပ်မထည့်ဘူးပေါ့နော် စီသက်ထားတာအနက်မွေးလာပြီဆိုရင်တော့ဆူငါးတွေကိုထည့်လိုက်ပါတယ်ငါတွေအားလုံးထည့်ပြီးတာနဲ့လေစူးရီမထည့်သေးဘဲနဲ့ငါရဲ့အသားတွေအနေငယ်လေးကျစ်သွားအောင်ပေါ့နော်ခဏလောက်ကြိုပြီးလိုက်ပါရစေ။ ။ငါးရီကိုဟိုဘက်လန့်ဒီဘက်လန့်နဲ့ခဏလောက်ကြော့ပြီးရခါမှာတော့စူမြုပ်တီးထောင်းထားတဲ့စုံစည်းရည်တွေကိုထည့်လိုက်ပါတယ်ရှင်။ပြည့်ရခါမှာတော့အဖုံးအုပ်ပြီးရေတွေခန်းလာတဲ့အထိချက်ပါမယ်။တအားလောက်ချက်ပြီးတဲ့ခါမှာတော့စူငါးတွေကိုဟိုဘက်ဒီဘက်လှန့်ပေးလိုက်ပါတယ်။ရေတွေကလည်းခန်းနေပြီဆိုတော့လေရေအနှဲငယ်ကိုလည်းထထည့်လိုက်ပါတယ်ရှင်။ ပြီးရင်တော့အဖုံးအုပ်ပြီးတအောင်လောက်ဆက်တည့်ထားပါမယ်။ခုဆိုရင်တော့ငါးတွေကကျက်နေပြီပေါ့နော်အဲ့တော့စုအချင်းအတွက်မကြီးမဲ့ဖြော့ရည်ကိုထည့်လိုက်ပါတယ်။ထက်ချန်ချန်ထားတဲ့ငုတ်ကြီးစိမ်းတွေကိုလည်းတစ်ခါတည်းထည့်လိုက်ပါတယ်နော်။ပြီးရင်တော့အဖုံးအုပ်ပြီးတအောင်လောက်ဆက်တည့်ထားပါမယ်။ အားလောက်တည်ပြီးရခါမှာတော့စူဟင်းရဲရတာကိုမြည်ကြည့်ပါမယ်။ဟင်းရဲရတာအပေါငဲ့အချင်းကိုတော့မမိစိုက်ကြိုက်လို့တို့လို့ပြင်ဆင်ပေါ့နော်။စူရဲ့ငါဟင်းကအငံပေါ့နေလို့စူစားအနေငယ်လေးထထည့်လိုက်ပါတယ်ရှင်။ဟင်းရဲရတာကိုနောက်တစ်ချိန်ထပ်မြည်ကြည့်ပါမယ်။ဒီတစ်ချိန်မှာတော့ဟင်းရရတာကနေတော့ဖြစ်သွားပြီပေါ့နော်အဲ့တော့ငါဟင်းရအနက်ပုံမွေးသွားအောင်လို့နောက်ဆုံးမှာစူနနမင်းတွေကိုအောက်လိုက်ပါတယ်နော် ကဲခုဆိုရင်တော့စုရဲ့ငဖမ်းမစီပြန်ဟင်းကတော့အနက်မှုမှုလေးနဲ့ကြက်ပါပြီရှင်။ပကံလေးကိုပြောင်းထည့်ပါတော့မယ်။ဒီငါးစီပြန်ဟင်းကလေအနက်မှုမှုလေးနဲ့ရတာကလည်းအရန်ကိုစားလို့ကောင်းတယ်ချက်ဖို့လွယ်တော့လေအချိန်ကုန်လဲတက်တာတာပေါ့နော်ငါဟင်းကြိုက်တဲ့သူတွေလိုက်ချက်စားကြည့်ကြနော်ဆူရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတဘာ